ဂျပန်နိုင်ငံရဲ့မြို့တော်ဟောင်းကျိုတိုမြို့မှာပြည်ပခရီးသွားတွေအများအပြားလာရောက်နေတာနဲ့အတူအချို့ဂျပန်စာတင်ကျောင်းတွေကကျောင်းသားကလေးငယ်တွေအတွက် လေးလာရေးခရီးစဉ်တွေအဖြစ်ရှင်ရောင်မျိုးတော်ဖြစ်တဲ့ဂျိုတိုကိုတွားရောက်လေးရှိတဲ့လေးလာရေးခရီးစဉ်တွေကိုဆုံးလွှတ်ခဲ့ကြတယ်လို့ South China Morning Post မှာဖော်ပြခဲ့ပါတယ်။အဲဒီလိုပြပခရီးသွားတွေအလွန်ကျွံဝင်ရောက်လာမှုဟာဒေသခံတွေအတွက်လူနေမှုဘဝပုံစံကိုပြန်လည်ပုံသွင်းရရောက်နေတယ်လို့ကျွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်။လက်ရှိမှာရှင်ရောင်ကိုဗိမ့်မန်တွေနဲ့ဖျားเจ้าတွေမှာလူများထူထပ်နေခြင်းမီးရထားတွေနဲ့ဗတ်စကားတွေပေါ်မှာလူတွေပြည့်ကျက်နေခြင်းဟိုတယ်တွေနဲ့စားတောက်ဆိုင်တွေမှာဈေးနှုန်းတွေတုံးစားခက်မြင့်တက်နေခြင်း အစားရှိရပြဿနာတွေကြောင့်ចောင်းစရာတွေចောင်းသားကလေးငယ်တွေစိတ်ပျက်စေခဲ့ပါတယ်။ဒါအပြင်အရင်ကတည်းကကြိုတိုမျိုးတော်ကိုစာတင်ចောင်းတွေရဲ့လိလာရေးခီးစုံမှတ်အဖြစ်သတ်မှတ်ထားတဲ့ចောင်းသားမိပါရင်လည်းလိလာရေးခီးစီစဉ်သူတွေကလည်းအဲ့ဒီအခြေအနေကိုစိတ်ပျက်နေကြပါတယ်။ကြိုတိုမျိုးအနည်းကကန်တိုဒီတာကစာတင်ចောင်းအများစုကចောင်းသားတွေဟာကြိုတိုကိုလိလာရေးခီးစဉ်သွားကျင်ကြပါမယ်။ပြဿနာတွေကတစ်ခုထက်တစ်ခုပိုပြီးများလာခဲ့ပါတယ်လို့ဂျပန်စာတင်ចောင်းလိလာရေးခီးစဉ်အဖွဲ့ချုပ်ရဲ့အရာရှိဖြစ်သူမီချီယိုနာကာဒီကပြောကြားခဲ့ပါတယ်။ပြပခီးတော်တွေအလုံးစုံ ံဝင်ရောက်လာတာကြောင့်ကျောင်းလေးလာရေးခရီးစဉ်တွေစီစဉ်ရမှာကုန်ကျစရိတ်မြင့်တက်မှုတွေနဲ့အခက်အခဲတွေရှိလာခဲ့တယ်လို့သူကဆိုပါတယ်။တချို့နေရာမှာဆိုရင်လူတွေအများများလုံးလို့ကျောင်းသားတွေကလေးလာရေးခရီးစဉ်မှာဘာကိုမှတိတ်မမြင်ခဲ့ရပါဘူး။အဲဒါကြောင့်သူတို့စိတ်ပြက်ခဲ့ကြပါတယ်။ပြီးတော့ဂျပန်မိဘအများစုကလည်းသူတို့တာဒမီတွေကိုငယ်တုန်းရွယ်တုန်းမှကျောင်းလေးလာရေးခရီးစဉ်ဖြစ်ကျိုးတူကိုသွားစေချင်နေကြပါပဲ။အခက်အခဲတွေနဲ့ရင်းဆိုင်လာခဲ့ရပါတယ်လို့နာဂာဒီကပြောကြားခဲ့ပါတယ်။